လွန်ခဲ့တဲ့နှစ်ရက်လောက်တုန်းကကျွန်တော်တင်ထားတဲ့ထိုင်းနိုင်ငံကအချင်းတောင်ထဲမှာအချင်းသားဘောစီတွေကဂျပန် EV မင်းမီကိုခေါ်ပြီးတော့ပျော်ပါတယ်ဆိုတဲ့တတင်းအဲ့တတင်းကိုပထမဆုံးစတင်လာခဲ့တာကတော့ Sun Tea Talk ကနေပြီးတော့မှပထမဆုံးစတင်လာခဲ့တာအဲ့ Sun Tea Talk channel ကကြတော့သူကတတင်းတွေကိုပေါ်ထုတ်တာပေါ့လေအာတကယ် တတင်းအကြီးစားတွေကိုသူကအရင်ဆုံးပေါ်ထုတ်တဲ့ channel ကွာအဲ့ channel ကနေပြီးတော့မှပထမဆုံးစတင်လာခဲ့တယ်အခုကျတော့ Thai Entertainment Channel တော်တော်များများမှကိုတင်လာကြပြီအကျဉ်းသားဘောစီတွေဆိုတာကတခြားလူတွေမဟုတ်ဘူးတရုတ်အကျဉ်းသားတွေဒီကြဖြန်အမှုနဲ့အဖမ်းခံရတဲ့တရုတ်အကျဉ်းသားတွေဒီကောင်တွေကဒီ Thai နိုင်ငံကထောင်ထဲမှာတောင်းချမ်းနေကြတာထောင်ကကျတော့ဒီဘန်ကောက်ကထောင် တမောင်းလေးစိတ်သွားတဲ့ဘက်နံလေးကထောင်ထောင်နံမဲတော့မပြောတော့ဟာနေရောက်လို့ရှင်နေထိုင်ရင်ကျွန်တော်ဘာလဲဆွဲကုတ်နေမယ်နော်အဲဆိုတော့ထောင်နံမဲတော့မပြောတော့ဘူးတမောင်းလေးစိတ်သွားတဲ့ဘက်နံလေးကထောင်အဲထောင်တစ်ခုလည်းရှိပါတယ်အဲထောင်ထဲမှာဖြစ်သွားတာအဲကျင်းထောင်ကအရာရှိတွေရောဝန်ထမ်းတွေရောစုစုပေါင်း19ဦးကိုအရေးယူလာပြီးအပြောင်းရွှေ့တွေလုပ်ထားပြီလို့ပြောတယ်ပြာစစချင်းတည်င်းထွက်လာတာကဂျပန် AV မင်းမီကိုခေါ်ပြီးတော့ပျော်ပါတယ်ဆိုပြီးတော့တည်င်းထွက်လာတာပေါ့နော် အခုကျတော့ထိုင်းသတင်းတွေမှာတင်ထားတာကတရုတ်ကနာမည်ကြီးမင်းသမီးကိုခေါ်ပြီးတော့ပျော်ပါးတာလို့ပြောတယ်။အဲမင်းသမီးကိုဒီထိုင်းနိုင်ငံလာဖို့အတွက်ခေါ်တာဘလောက်ကုန်လဲဆိုတော့ဒီသူ့ရဲ့လင်ရလက်မှတ်ခါကိုပဲဒီထိုင်းဘန်ဝေတန်းကနန်းလောက်အထိကိုပေးရတယ်လို့ပြောတယ်။ကနန်းခုနှစ်လုံးရှိရတဲ့။သူ့ရဲ့ဝန်ဆောင်ခါတွေဘာတွေမပါသေးဘူး။အာသူ့ဝန်ဆောင်ခါတွေကဘလောက်လဲဆိုတော့ထိုင်းသတင်းတွေမှာမပြောတော့ဘူး။ စဉ်းစားကြည့်ပေါ့လေလှင်လက်မှတ်ခါတော့မှာဘတ်တန်ကနားလောက်အထိကုန်နေဆိုတော့သူ့ရဲ့ဝင်ဆောင်ကဘလောက်တော့ဖြစ်နေမလဲမသိဘူးเนาะတေယုတ်ကနာမည်ကြီးမင်းသမီးကိုခေါ်ပြီးတော့ကိုကျန်းနာတော့တေယုတ်ကြာဖြန်နေအဲ့တည်င်းကိုကျွန်တော်ခုနည်းနည်းအချင်းချုပ်ပြီးတော့ပြန်လာပြောပြတာဒီဖြစ်စဉ်ရဲ့အစကတော့2025နိုဝင်ဘာ16ရက်နေ့မနက်ပိုင်းကအကျဉ်းဦးစီးဌာနကအထူးစုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကနေပြီးတော့မှဒီထောင်ကိုရှောင်းတခင်ဝင်ပြီးတော့စီးနင်းစစ်ဆေးရဲ့ ဲ့လိုဝင်ပြီးတော့စစ်ဆေးတဲ့ချိန်မှာတရုတ်အကျဉ်းသားတွေကိုထားထားတဲ့အဆောင်အမတ်တုံးမှာဆိုရင် ထောင်ထဲမှာပိတ်ပင်ထားတဲ့ပစ္စည်းတွေကိုအများကြီးပဲတွေ့ရလို့ပြောတယ်။ထောင်ထဲမှာပိတ်ပင်ထားတဲ့ပစ္စည်းတွေဆိုတာကဒီဓာတ်တွေ၊မီချစ်တွေ၊အဲကွန်တွေ၊မိုက်ခရိုဝေးတွေ၊ပြီးရင်ဝေးအိုးတွေ၊ဖုန်းတွေအဲ့လိုလျှက်စစ်ပစ္စည်းတွေကအများကြီးပဲတွေ့ရလို့ပြောတယ်။ဒီတရုတ်အကျဉ်းသားတွေကဒီ ပိတ်ပင်ထားတဲ့ပစ္စည်းတွေကိုထောင်ထဲကိုဘယ်လိုမျိုးတွင်းလဲဆိုတော့ပထမဦးဆုံးတို့ကဒီပစ္စည်းတွေကိုထောင်ကိုလူတယ်ဆိုပြီးတော့လောက်တယ်ပြီးတော့မှအဲ့ပစ္စည်းတွေကိုတို့ကတစ်ဖက်လဲနေတို့နေတဲ့အဆောင်ဘက်ကိုပြန်တွင်းလာပြီးတော့မှတုံးကြတာပြီးတော့ဒီတရုတ်အကျဉ်းသားတွေကထောင်ထဲမှာရှိနေတဲ့ထိုင်းနိုင်ငံသားဒီတရုတ်ကနည်းနည်းပပတတ်တဲ့ထိုင်းနိုင်ငံသားအကျဉ်းသားတွေကိုတို့ရဲ့လက်တော်လက်တောင်းခိုင်းဖို့အတွက်ခေါ်လာတယ် ီးတော့ဒီထောင်ထဲမှာရှိနေတဲ့ထိုင်းနိုင်ငံသားအချင်းသားတွေကိုသူတို့ကအနိုင်ကျင့်ချိန်ချောက်တာမျိုးတွေလုပ်တယ်အဲ့လိုလုပ်တော့ဒီထိုင်းနိုင်ငံသားအချင်းသားတွေကတီးမခံနိုင်တော့တိုင်တာအဲ့လိုတိုင်တာကြောင့်မို့လို့အခုလိုမျိုးအချင်းဦးစီးဌာနကနေပြီးတော့မှရှောက်တခင်ဝင်စစ်ဆေးတာဒီတရုတ်မင်းသမီးကိုခေါ်တဲ့ကိစ္စကကြတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့တရုတ်အချင်းသားတအူးကိုတဲ့ဒီသူနေတဲ့အဆောက်အမှတ်၃ကနေခေါ်လာခဲ့ပြီးတော့ ဒီထောင်ရဲ့ဒုတိယထပ်မှာရှိတဲ့ဟိုအရာရှိရုံကန်းနားလေးရလေကားအောက်ကအခန်းသူတို့ရဲ့လျှို့ဝှက်အခန်းကိုခေါ်လာခဲ့တယ်တဲ့အဲလျှို့ဝှက်အခန်းမှာဒီတိယုတ်ကနေပြီးတော့မှခေါ်လာတဲ့နာမည်ကြီးတိယုတ်မင်းသမီးရအစင်တဲ့စောင့်နေရဒီအမျိုးသမီးကိုထောင်နေဟိုဘယ်လိုမျိုးတွင်းလဲဘယ်လိုမျိုးခေါ်ွားလဲဆိုတော့တဲ့အာဒီထောင်ဝဝန်ထမ်းတွေကဒီတိယုတ်မင်းသမီးကိုပေါ့နော် ဟိုထောင်ရဲ့အပြင်ဘက်တကားကနေမဟုတ်ပဲနဲ့ဒီထောင်ရဲ့အရာရှိရုံခန်းရဲ့ဟိုဒုတိယထပ်ကနေပြီးတော့မှတို့ကခေါ်ွားကြတာတဲ့ပုံမှန်ဝင်နေကြအပေါက်ကနေဝင်တာမဟုတ်ဘူးကွာတို့ဟိုအရာရှိတွေပဲတက်တဲ့လမ်းရှိရကွာအဲအဲလမ်းနေခေါ်ွားတာခေါ်ပြီးတော့မှတို့ရဲ့လျှို့ဝှက်ခန်းကိုတွားတာตัวไอ้เลือดคางออกตั้วมั้ยส่วนนี้ดีอาญาชียงกันเนี่ยชื่ออ่ะนี่ဖြတ်ပြီးတော့มาตั้วရတာပြီးတော့အဲ့ကျင်နာတဲ့ဒီတိယုံမင်းမီးเนี่ย ်ဖောင်းတိုင်းတွေလောက်ကြတယ်ဗောလေပြီးတော့အဲ့ချိန်သူတို့လောက်နေတဲ့အချိန်မှာဒီစစ်စီရေးကဝင်သွားတော့သူတို့ကိုကွက်တိတဖာမိရအဲ့ကြောင့်သူတို့အခန်းထဲမှာဆိုရင်တက်တီပစ္စည်းအများကြီးတွေ့ရကွာကွန်ဒုံးတွေရောပြီးကြတော့တ िश ူးတွေရောတ िश ူးမှဆိုရင်လဲဒီတောက်ရည်တွေပေနေရမျိုးတွေဗောလေအဲ့လိုမျိုးတွေကိုတွေ့ရတဲ့အဲ့ဟာတွေကိုလဲသူတို့ကတက်တီခံပစ္စည်းအနေနဲ့တိုင်းစီလာခဲ့ရလို့ပြောတယ် ဲကြောင့်မို့အခုကကြတော့အချင်းဦးစီးဌာနကနေပြီးတော့မှဒီအချင်းတော်ကအရာရှိတွေနဲ့ပြီးတော့ဒီဟာရိုးရိုးအဆင်ဟိုဝန်ထမ်းတွေပေါ့လေအ16ဦးလုံးကိုချက်ချင်းမဲ့ရာဒူးကနေပြောင်းရွှေ့ပြီးတော့သူတို့ဌာနချုပ်ကိုပြန်ပို့လိုက်ပြီလို့ပြောတယ်ပြီးတော့အချင်းဦးစီးဌာနရဲ့ဒုတိယညွန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့စုံစမ်းရေးကော်မတီအဖွဲ့ကိုဖွဲ့ပြီးတော့ဒီအချင်းတော်ဝန်ထမ်းအားလုံးကိုစစ်ဆေးမေးမြန်းပြီးတော့အမြန်ဆုံးအမှန်တရားကို ဟိုပေါ်ထုတ်ဖို့အတွက်လည်းအမိတ်ပေးထားတယ်လို့ပြောတယ်တရုတ်ကြပြန်နေလည်းမလွယ်ဘူးတော့တမန်ရှီကလိန်လိန်လို့ရတဲ့ပတ်စံနေနဲ့အဖမ်းခံရတဲ့အချိန်တော့မှထောင်ထဲမှာပေးကျွေးပြီးတော့နေရတချို့တည်င်းနေမှာပြောထားတာကဒီတရုတ်ကျင်းသားတွေကထိုင်းနိုင်ငံကထောင်ထဲမှာပဲနေကျင်ကြတာလို့ပြောတယ်အဲသူတို့တရုတ်ပြည်ကိုပြန်ပို့လိုက်မယ်ဆိုရင်อืมเตียวซัวนี่ပြီးတော့มากี่ပဲတခါတည်းပဲတို့ไอ้มุซัวဒီကောင်เนี่ยเตียวပြီးတော့ပြန်ပို့อ่ะမျိုးတွေကိုမလို့ခြင်းဘူးกว่าမตွားခြင်းเตียวပြီးတော့မပြန်ခြင်းဘူး ီထိုင်းနိုင်ငံကထောင်ထဲမှာပဲပဲနနစ်ပဲနေရနေရပတ်စံပေးပြီးနေမယ်ကွာအဲ့လိုမျိုးပုံစံနေအခုဒီတည်င်းကိုနားထောင်ပြီးတော့ခင်ဗျားတို့အမြင်ရောဘယ်လိုမျိုးထင်လဲဒီကိစ္စရောကျွန်တော်ကတော့ဖြစ်နိုင်တယ်လို့ထင်တယ်ကွာဘာဖြစ်လဲဆိုတော့အခုလိုမျိုးဒီမိမားတွေကိုခေါ်တွင်းတာတွေပြီးတော့ထောင်ထဲမှာပိတ်ပင်ထားတဲ့ပစ္စည်းတွေကိုထောင်ထဲတွေကိုတွင်းတာတွေကမြန်မာပြည်ကထောင်ထဲမှာလည်းရှိရပဲရော တော်တို့နေဘက်ကထောင်နေမှာတော့ရှိရဲ့ဒီမိမတွေဟိုထောင်နေဟိုခေါ်တွင်းတာအာခေါ်တွင်းနေဆိုတာကြတော့ကွာသူကထောင်ဟိုအတွင်းထဲအထိကိုခေါ်ဝါတော့မဟုတ်ဘူးထောင်ထဲကနေအကျဉ်းသားကိုနှစ်ကြီးအကျဉ်းသားတွေကိုခေါ်ထုတ်လာခဲ့ကွာပတ်စံပေးတဲ့ကောင်းနေမို့လေအဲ့လိုကောင်းနေခေါ်ထုတ်လာခဲ့တယ်ခေါ်ထုတ်လာပြီးတော့အပြင်ကနေမိမတွေခေါ်လာတယ်ခေါ်လာပြီးတော့ဒီထောင်ဝင်းထဲမှာရှိတဲ့သူတို့ဟိုရိတ်တာခေါ်မလားကွာအခန်းနေရှိရကွာသူတို့ရဲ့ဟို လာလေလူတွေရှိလို့ရှင်တဲရတဲ့ဟာတွေကွာအဲ့လိုမျိုးခမ်းမှာတော်တော်တိုက်ကြတာအဲ့လိုမျိုးလုပ်မယ်ဆိုရင်ထောင်မူးတွေရောထောင်ပိုင်တွေရောဝန်ထမ်းဒီရိုးရိုးအကျဉ်းတော်ဝန်ထမ်းတွေကိုရောပတ်ဆံတွေအများကြီးပေးရတယ်အဲ့ဒါနေဘက်ပါတော့ရှိရယ်နော်ကြားနေနော်မလီထိုင်းနိုင်ငံမှာတော့ပူဆိုးပေါ့လေပတ်ဆံဘလောက်တော့ငွေလန်းတွေဘလောက်ခင်းပြီးတော့ကိုလောက်ထားလဲဆိုတာလေနော်โอเคအားလေးလာတော့အားလုံးပဲဆက်ပြေးကြပါစေ